ောတာဆင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါတော့စာရေးဆရာမကြီးခင်နင်းယူဤမြကြာပြူဝတ္ထု အပိုင်း၃ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမြကြာပြူတက္ကသိုလ်နေမြေစီသူငယ်ချင်းတွေအလုံးကဆယ်လီတရားအောင်မြင်မှုတရဖူကို ဆက်လက်ထိတ်သိမ်းသွားကြပြီဟုထင်သည်ကြာတော့လေသူတို့အတိုင်းဝန်းလေးမှာဆယ်လီကို မေးပြောက်သွားကြသည် တူတူကတော့ဒီဂရီရပြီရူပဗိဒဂုံတူတန်းဆက်တက်က တက်ကတူမှာနီးပြဆီယာမဝင်လောက်သည် သူရည်ရွယ်ချက်အတိုင်းတထုံတောပိုင်းကတဝင်းကြံကို အငှားချ၍ တိနံတွေစိုက်ထားသောယာကင်းကိုရောင်းချကာအဖေကြီးကိုရန်ကုန်တပါးတည်းခေါ်လာခဲ့သည်တူတူတည်င်းကိုတော့ဆယ်လီဘာမှမကြားရတော့ပါလင်းဆွေအောင်ဆရာဝန်ဖြစ်တော့တောင်မော်မြုပ်ကလေးကိုပြောင်းလာကြသည်တန်းဥဂျင်မီကိုမွေးဖွားစကားတော့လင်းတရားဒေရီရေတသားရီနှင့် အဆင်ပြေတာဆေးရုံကိုအလုတ်ဆင်းပြီးညဥပိုင်းတွင်စေကန်းထိုင်သည်ညပတ်စေကန်းမှ ပြန်လာမှာတော့လင်းကတကူတော်တောက်ပွဲကလေးကျင်းပသည် ဆယ်လီ အိမ်မှာအိန္ဒီရရတောက်တာကိုမစုနဲ့အမီးလေးအကြော်လေးလှုပ်ပြီးအိမ်နင်းချင်းတစ်တော်ဝန်တော့ကတော်ကြီး ဒေါခင်တတ်တင်ကအိမ်တော်ဝါရင်ပြီးဖြစ်၍ဆယ်လီကို အကြံဉာဏ်ပေးသည်ဆယ်လီသည် လင်းအကြိုက်အရက်နှစ်အမိကိုအစင်သည်လှုပ်ထားရသည်တောင်ပေါ်မြစ်ကလေးဆိုတော့ယာသူယာသည်ဥဒုကဤတယ်ဆယ်လီ အပြင်ထွက်တောက်ရင်ကလတ်သွားတောက်ရင်ငွေလဲပူကုန်တယ် ရံဖြစ်ဘာဖြစ်နဲ့စိတ်ညစ်ရတယ်ဆယ်လီတို့ချမ်းတော့အရက်မတော့ရဘူးလားမမရေဆယ်လီကမေးလိုက်တော့ကတော်ကြီးကရဲနေသည်ဘာပဲဖြစ်ဖြစ်လေလင်းအိမ်မြဲဖို့အရေးကြီးသည်သူသည်နမ်းမတူမဒေဒီကိုတတိယသည်ဒေဒီကလည်းအေးကို ကာခွေကောင်းလိုက်တာအယက်သမားကြီးဖြစ်နေတော့ဤနမ်မတူမာလွတ်လပ်ရေးမရခင်ကဘော်တွင်သည်အင်္ဂလိပ်ပိုင်ဖြစ်၍အင်္ဂလိပ်ဆန်သောမြို့ကလေးဖြစ်သည်လွတ်လပ်ရေးရပြီးတော့မြမအစိုးရနှင့်အင်္ဂလိပ်ကုမ္ပဏီတစ်ခု တွဲဖက်လုပ်ရသည်ဒေဒီကလည်းကပ်ပြားဖြစ်၍ကလမာတောက်ကြရမှာ ယခုတော့ဒဲဒီသည် အရက်ဤကြွေးကြုံဖြစ်သွားပြီမာမီဆုံးပြီးတော့နောက်ထပ်ယူသောအမျိုးသမီးကဒဲဒီနဲ့အတူတောက်ဖို့တောက်ပန်းသူ့မှာအမေတူမောင်တယောက်နောက်မိတွေနဲ့ညီမနှစ်ယောက်စီသည်သူ့စီကိုခဏခဏဒဲဒီကအကူအညီတောင်းသည်သူ့ ကြိုးစားပို့ပါသည်သူ့အဖြစ်ကအများတင်းတလို့သူဆောင်းရသောဆွေတရဖူကြီးသည် အစ်စ်မဟုတ်လင်းမိဘတွေက သူတို့သားကိုဆရာဝန်ဖြစ်သည့်အထိကြောင်းထားပေးရသည်ရခိုင်ထုံးစံအထူးသဖြင့်စစ်တွေမှာဆိုရင်တမတ်အတွက်ကြီးကိုမင်းကလေးဆင်ဘက်ကတင်တောင်းရသည်ဖြစ်သည် ဆယ်လီတို့ဘက်မှဘာမှတင်မတောင်း၍လက်ထပ်ပြီးတော့ဘာမှလက်မဖွက်လိုက်ပါ သူတို့တေမလင်းကအမွေရမည်ဆိုသည်လက်ထပ်ပွဲကိုလည်းမလာမဖြစ်၍လာသည့်ပုံစံမျိုးလှက်လှိုက်လဲလဲမစီလားဘာပဲဖြစ်ဖြစ်အဲ့ဒီတုန်းကတော့လင်းနဲ့လက်ထပ်ဖြစ်ဖို့ပဲအရေးကြီးသည် အလုတ်တင်ဆရာဝန်အချိန်ပိုင်းကမပြီးသေးတော့ကမာရွတ်မှာအိမ်ခန်းလေးငှား၍သူတို့နှစ်ယောက်နေသည် လင်းမိဘတွေကမကြည်နက်သို့တော်လဲလက်ထပ်ပွဲမှာမိဘများအစိမ်အဝါနှင့်သူတို့ရသောလက်ဖွဲ့ပစ္စည်းများကိုထုခွဲ၍ထိုအချိန်ကိုဖြတ်တန်းခဲ့ရသည်ပန်းဂျီမီကိုမရခင်ကစိတ်ညစ်ဖို့အချိန်မရအား အဝတ်ကိုယ်တိုင်စာထမင်းကိုယ်တိုင်ချက်နှင်းဆဲလီ အလုံးနှင့်လက်မပြတ်ပေလင်းကဆရာဝန်ဖြစ်မှမဖြစ်သေးပဲဝင်းဝေးမကောင်းသေးတော့အိမ်ပေါ်တွေ့လဲမငားနိုင်ပါ သူ့ကိုလင်းကတနေ့နေတော့အိမ်ပေါ်နှင့်ဘာနှင့်ထားမိဟုထင်သည် တောင်ပေါ်မြက်ကလေးရောက်လာ၍ဂျင်းမီကိုမွေးပြီးမှ ကလေးမလေးတယောက်လင်းကထာခွင့်ပြုသည် ကလေးမလေးမရခင်က လင်းဤတပေဟန်ဤနှင့်ချက်ရီပြုတ်ရီရော အဝတ်စောရာရော သူလောက်ခဲ့ရသည် အလုံးများရသည့်အထဲမှလင်းကစာရွေး၍တပေကြောကူဆေးရုံမှလွတ်တတ်သည်ဆယ်လီလင်းရဲ့လူနာတယောက် မင်းပို့မဲ့သူမရှိလို့သူ့အဖို့ပါသမင်းပို့ထည့်ပေးပါခဏခဏဆိုလိုစင်ရဲသားလူနာလူအတွက်သမင်းပို့ထည့်ခဲ့ရသည်လင်းရသောလကနှင့်ညနေပိုင်းစေကန်းထိုင်ချိန်မှဝင်ငွေရပြီမဲ့လင်းကစရင်ကိုင်အင်းကိုင်လူတယောက်ဖြစ်သည် နေ့စဉ် နေ့စဉ်သုံးဆေးဘူးကလွေ၍ဆယ်လိကို မအံ့အပူသုံးလိုအပ်သည်များကိုလင်းထံမှဆယ်လိကတောင်းရသည်ဆိုတော့ဒေရီထံငွေမပူနိုင်ပါဘာပဲဖြစ်ဖြစ်သူကအဆော့ပေးရသော အပိုင်းကို ရောက်လာပြီပဲရာသည့်ငွေကိုစည်ရင်နှင့်အင်းနှင့် သုံးဆွဲလာရတော်သည် အပြူတုံးကလူ ba tay thê lê mà vô này đó. Ta dì mì gô, cháu tha chê mà đó. Cháu dì gô, à vô xa đoà ba, bù bù ta ta lê ngạ bê đi. Thì ở thế mà, tu gà bù ông sư yà Nhà bay, à dạ mù lôn la liên, liên nhàn dô li huyền ta đi. Tu tu ye, tu tu မိစရီမင်းငေါကို တူတူလက်ထဲကလူလာတယ်အာလီစာလီနေလင်းပြောတတ်သည်ကြကြချင်းကတော့ဒေါသထွက်လာသည်ရံပြိုင်ဖြစ်ချင်လာသည်ဒါပေမဲ့မူးမူးရေးရွနှင်းအိပ်ပျော်သွားတော့လေရံမဖြစ်လိုက်ရတော့ပေနောက်ညတွင်မှကြားပါများတော့ tu yu tua bi tu tu a le anika si ni di ma ho tu tong win tu ya ma si tu ro yi atai sa chao nga in lia kan chao tin tan ya tu ro myau ka le pan win che ma tu ro a chao ti tu ma si tu yi ai ni je ဒေါခင်တတ်တင်ကိုတော့သူအားကိုသည်တမီရက်ချမှာအိမ်ဘုံမိန်းကလေးတယောက်ပဲသူ့အနာမှာရှိသည် သူနှင့်ဒေါခင်တတ်မေတင်ကဝါသနာတူသည်တခြားကတော်များလိုအားလင်းဖဲစုရိုက်သောအတိုင်းဝိုင်းကိုမဝင်ကြလင်းဆွေအောင်တပည့်ကျော်ဟန်လင်းကလင်းသွားရလိုက်ရသည်ဒေါခင်တတ်တင်က အောင်းလန်းစာတိဖြစ်သည်ဒေါခင်တက်တင်လာလင်သူစကားပြောဖို့ရသည်ဒေါခင်တက်တင်သည် သူ့ထက်ဆယ်နှစ်လောက်ကြီးသည် အရက်မြင့်မြင့်ထထောင်မောင်မောင်အသားဖြူဖြူနှင့်ရုပ်ရည်မဆိုးလားဒီဂရီရပြီအလုတ်ဝင်းနေရမှတစ်တော်ဝင်တော်ဥဖေးမြင့်နှင့်လက်ထပ်ပြီး အလုတ်မှထွက်ကားလင်းသွားရာလိုက်နေရသည် ဝင်တော့ကြီးကပူပူဝဝဘိုက်ပူပူနှင်းစကားပြောလျင် ရေလိုက်လျင် သူ့မျက်လုံးကလေးကကျင်းသွားသည်အစင်လိုလိုရေပြုံးနေတတ်သည်သူတို့အိမ်ဘက်စီကဆူဆူညံ့ညံ့မကြရာသားသမီးကမရှိသည့်အပြင်ဒေါခင်တက်တင်ကတိတ်တိတ်ဆိတ်ဆိတ်နေတတ်သူ အမျိုးသမီးတယောက်သူအားလက်ချိန်မှာ စာဖတ်နေတတ်သည်ဒေါခင်တက်တင် နေပုံထိုင်ပုံကိုဆယ်လီအားကြမိသည်သူမှတော့သားသမီးတွင်နှင့်ဆိုတော့ဒေါခင်တက်တင်လို စာပတ်ချိန်တိမ်မရဒေါခင်တက်တင်ရောက်လာရင်စာအကြောင်းအပေအကြောင်းကိုစိတ်ဝင်စားဖွယ်ပြောတတ်သည် သူကတော့သူခံစားနေရသောဝေဒနာတွေကို ထုတ်ဖို့ပြောတတ်သည် ဒုက္ခခင်တတ်တင်က သူ့ကိုအမြဲနှစ်သိမ့်တယ်။လေသည်နှင့်ပတ်သက်သောဝေဒနာမှာမိမတွေအတွက်ခံစားရမည်အာဝိနိကဒုက္ခတည်းတခါတုန်းကလည်းသူကလင်းအကြောင်း ရင်ဖွင့်သည် အများကထင်မှာပေါ်မမရဲ့ လင်းလိုတတိသားကိုဆယ်လီရလာတာအောင်မြင်မှုပေါ့ဒါပေမဲ့အများထင်တယ်လို့လင်းမိဘတွေကဆယ်လီကိုမဆက်ဆံကြဘူးဆယ်လီမှာမပေါ့မပန်းဖြစ်နေလို့သာတမိချင်းစာနာပြီး ပေးစားလိုက်ရတာပေါ့လက်ထက်တုန်းကကုန်ကြတာလေဒေဒီခံရတာပဲလက်ထက်ပြီးတော့လေလင်းအဖြစ်ကိုမမမြင်နေမဟုတ်လား လူပြုံတုံးကတောက်တက်တယ်လို့မကြားမိပါဘူးဒေါခင်တက်တင်ကပြုံးနေသည်ဆယ်လီကိုတော့တနာဟန်နေကြည်နေသည်လူပြုံတုံးကတောက်တောက်မတောက်တောက်အခုတောက်လေအင်ဒီရရအင်ရီရအောင်တို့ကဖန်တီးရမှာပဲဆယ်လီ လင်းအကြိုက်လိုက်ရောပေးရမှာကတို့မိမတို့ရဲ့အာဝေနိကဒုက္ခလို့ဆိုရမှာပေါ့မတောက်တတဲ့ရုပ်ကြရခဲ့ရင်တော့ဒီမိမအမတန်ကံကောင်းတယ်လို့ဆိုရမှာပဲမမဆိုရင်တစ်တော်ဘတ်အရာရှိဆိုတော့လူသူဝေးတဲ့အရက်တွေမှာနေရတော့ယာတိဥဒုကလေးဤတော့သူတောက်တာ ခွင့်လွှတ်ရတာပဲဒါဗိမဲ့ မိမဖြစ်ရတဲ့ဘဝမှာတို့မြမမိမတွေဟာအမတန်ကံကောင်းပါတယ်တော့ခင်တက်တင်စကားကိုဆယ်လီက လေးလေးစားစားနားထောင်နေသည်ဟုတ်တယ်လေမမတီးရသလောက်တရုတ်အမျိုးသမီးကို မယူခင်က ရောက်ခမလောင်းတွေကနွားဝဲတယ်လို့တွားပင်နှချောင်းစီးတယ်လေ ရေတွက်ပြီးသွားဖြဲကြည့်တယ်ဆိုတာတကယ်ရပြီတော့လေရောက်ခမအိမ်မှာကျုံလို့နေရတာခုသူတို့ခေပြောင်းမှအမျိုးသမီးအခွင့်ရေးမနေလိုက်ယူရတာဒါတော့အတွင်းကျနေတဲ့ဒေသတွေမှာချွေးမတွေကိုကျုံလို့ခိုင်းတဲ့စနစ်ဆင်းနေတာပဲလင်သားကလည်းလက်ထက်ကလေးကထဲ့လိုက်တဲ့အိမ်ပေါ်ကိုခြေတော်တင်ွင့်ဆင်းနေတာ လင်းတီတော့လေအမွေဆက်ပိုင်ခွင့်မှာမရကအဓိကမဟုတ်ဘူးအိန္ဒိယကြတော့တောင်းရီခေါ်တယ်လေလင်ရဖို့မိန်းကလေးကတင်တောင်းရတာအဲ့ဒီတင်တောင်းဖို့ပတ်စံမတတ်နိုင်လို့ကိုကူကူတက်တည်ရတဲ့အိန္ဒိယသူတွေအများကြီးပဲမမမဂ္ဂဇင်းထဲမှာဖတ်ဘူးတယ်လင်ရပြီးတော့လေ တောင်းကြီးမတက်မဆတင်တောင်းရပြီမယ်ရောက်ခမတွေကနောက်ထပ်တောင်းကြီးရချင်သေးရင်ဒီချွေးမကိုကြံဖန်ပြီးကြံဖန်တတ်ပြီးနောက်တောင်းကြီးတင်နိုင်တဲ့မိမနဲ့ပြီးစားတာဒါတွေဟာအိန္ဒိယမှာတပုံတပင်ပဲအိန္ဒိယနဲ့တရုတ်အမျိုးသမီးတွေဟာမဟာဖိုဝါဒအောက်မှာပြပြဝင်နေရတာ မြန်မာလူလင်မယားကိုရင်တရစီထက်ချံကိုနှစ်ဦးပိုင်ပစ္စည်းကိုအငြိအမျှကိုဝင်ခွင့်မရှိဘူး။တည်ရင်လဲတို့မြန်မာတွေအဖို့ကလင်းတည်ရင်မယားပိုင်းမယားတည်ရင်လင်းပိုင်းတာပဲ။သူတို့အရက်တောက်တာအပြင်မှာပျော်ပါးတာကတော့ဂျပန်မိမတွေရော ထိုင်းမိမတွေရော တခြားနိုင်ငံကမိမတွေပါလင်းကို လက်ပိုက်ကြည့်နေရတာပဲဒီတော့လင်းအိမ်မှာတောက်ဖို့ရတာကျေးဇူးတင်ပါအောင်မိမတွေမှာလင်းကမယားငယ်နေအရက်တောက်ဆိုတာတွေဟာအာဝေနိကဒုက္ခလို့မှန်ထူးဆန်းတာမဟုတ်ဘူးဖြစ်တတ်တဲ့ဝမ်းနာခေါင်းကိုက်လို့ပဲမှန်ဓာတ်တွေကို စိတ်မချမ်းမသာမဖြစ်နဲ့ကိုနွမ်းစိတ်ပန်းဖြစ်မယ်ဒီတော့ကတွင်နဲ့အိတ်မောကြနေလို့မဖြစ်ဘူးသူဩဝါဒတွေကဒါပဲဖြစ်သည်ဆယ်လီကိုတန့်လန့်နှုတ်လိုက်၏ဒေါခင်တက်တင်ကြီးစိနေပြီလို့သူ့ကို ဖြောင်းပြနှစ်သိမ့်ဖို့ရသည်ကျေးဇူးတော်အထူးတင်ပါသည် ဒါပေမဲ့သူခွင့်မလို့နိုင်လက်အောင်နာကြီးခံခတ်သောအဖြစ်ကတော့တမိအင်းဤကိုဝီစီစဉ်ကဖြစ်သည် စနေတနေ့ငွေရုံအားရဖြစ်စေဆေးရုံမှာအားလက်ရရသည်ဖြစ်စေ မြင်းတစည်းနှင့်သူတပည့်ဟန်အေးကိုခေါ်ကားဆေးအိတ်နှင့်အတူခยีထွက်သွားသည် တောင်ပေါ်ရွာလေးကိုဆေးကုထွက်သည်ဟု ဆိုသည် မြင်းကိုစီထွက်သွားသောဆရာသပည့်နှစ်ယောက်ကို စားတော့စရာပြစ်စည်းအစုံထည့်ပေးရသည်တခါတရံမှနေခြင်းပြန်သည်ညာအိတ်ဒီကများသည်တောရွာများမှာဆေးယုံဝေးဆရာဝင်ဝေး၍လင်းတရံစေတနာဝန်တန်းဆေးကုထွက်သည်ဟုပင် သူထင်သည်အင်းဤကိုမွေးသည်နေကပိုက်နာလာသည် လင်းငါမစီ တိုးရများကိုဆေးကုထွက်နေသည်အိမ်မှာရောက်ကြပေါ်ဟူ၍သားကြည်မီပဲစီသည်ထမင်းချက်ကလေးမလီကခိတအိမ်ပြန်နေသည်ထုံညကမိုးတွေတဲလိုက်သည်မှာအလွန်လျှက်စည်းတွေဝင်းခနေဝင်းခနေလိုက်၍သွားကြသည်မိုးကြိုးပြစ်လိုက်တိုင်းသားကြည်မီသည် tu la gu nhất si tu nghe nè xoay cái thà đi bây thế mà na chế mu biến thay đi tu đi ta chỉ mi la gu nãy na sâu thà mi đi đó khi tất nhiên đủ bao gu lãnh khổ ya ông ga chăn uống ga chế nè vui anh lang vui lạ đi mu gì thế mà chế mi gu le tiêu thế mà lo ya tu nạp phu mà chuyện đi chuyện bao đi trả lại đi ဂျင်းမီကသူ့မျက်နှာကိုငေးဆိုင်ကြည့်နေသည်ဆေးရုံကိုဘယ်လိုသွားရပါလေကပြင်းထန်စွာတိုက်ခတ်နေသည်လေတန်းကြားမှအိတ်ဤအပြင်မှလူတန်းကြား၍အာတက်သွားသည်တပည့်ကျော်ကတကားဝကြောက်လာသည် မမဆရာမြင်းပေါ်ကလိတ်ကြပြီးခေါင်းကွဲသွားလို့ ဆေးရုံမှာတင်ထားခဲ့တယ်ကြကြချင်းဆဲလီ ထိတ်ထိတ်ဖျားဖျားဖြစ်သွားပြီမယ်သူဘာမှမတန်နိုင် သူ့ဝေဒနာကပူဆိုးသည်ဟန်အီမမဘိုင်းနာနေပြီဟိုဘက်ကဒေါခင်တက်တင်သွားပြောပြီးကားယူခဲ့မမကိုဆေးရုံပို့ပြီးပါ ူကရှုံ့မဲ့ပြောလိုက်၍ဟန်အေးထွက်သွားသည်ဒေါခင်တက်တင်အိမ်ကကားရောက်လာတော့ဂျင်မီပါခေါ်ကဆေးရုံထွက်ခဲ့ရသည် လင်းကိုကြည့်ခြင်းပေမဲ့ဘိုက်ကတအားနာလာပြီးဘယ်လိုမှမဟန်နိုင်ဆေးရုံမွေးကန်းသူသာတန်း၍သွားရသည် လင်းကိုလည်းကြည့်ခြင်းမွေးကန်းကတင်မှလည်းမထနိုင် ဂျင်မီကဟန်အင်းနဲ့အတူ သူ့အဖေနာသွားနေရသည်။တမီးလေးမွေးပြီးတစ်တော်ဝန်တော်ကတော်ကြီးရောက်လာသည်။ဆယ်လီရဲ့နေကောင်းရဲ့လား။ညာကကိုဖေမြင့်နေမကောင်းလို့မမကိုတိုင်မလာနိုင်တဲ့ခွတ်လွတ်ပါ။ကာပဲပြေးလိုက်ရတယ်။တောင်တအတွက်စိတ်မပူပါနဲ့ခေါင်းကိုနှစ်ချက်ချုပ်ရတယ် သူတတိယရင်ဆယ်လေးကိုလည်းကြည့်မှာတတိယရင်လေတတိမရနိုင်အောင် ဖြစ်သွားသည်ဆိုတော့ဘယ်လိုတန်းရမျိုးလဲသူကလည်းမထနိုင်သည်အိမ်မှာလည်းသမင်းချက်ကလေးမှနေနေဂျင်မီပဲစီသည်မမရေအိမ်လေးခကြီးစိုက်ပါနော် သူ့တပည့်ကသူ့အနာမနေရမှာဒေါခင်တက်တင်ကိုပဲတဖွာဖွာမာမိသည်ဒေါခင်တက်တင်ပြန်သွားတော့ဂရင်ဘေးစီသမီးလေးကိုလှိုင်းကြည့်ရင်သူ့ရင်တွေပူလာသည်ဆရာဝန်ကတော့ဖြစ်၍ဆေးရုံကအထူးဂယုဆိုင်ပါသည်ဒါပေမဲ့သူဆေးရုံမှာကြကြမနေခြင်းအမျိုးသားဆောင်ဘက်ကလင်းတရား ူစီကိုဘာကြောင့်လာမကြည့်နိုင်တာလဲ။ဒံယာဘလောက်ပြင်းထန်လို့လဲ။သူ့စိတ်ထဲတန်တရားတွေဝင်လာသည်။ဆေးရုံအုပ်ကြီးသူ့ကိုအတင်းလာမိမှသူတည်င်းမိကြည့်ရသည်။လင်းဒံယာကတိတ်မြသလားဆရာကြီး။ဆရာကြီးကပြုံးနေသည်။စိတ်မပူနဲ့ဆယ်လီ။ ခေါင်းဆိုတော့ဂယုဆက်ရတယ်လေမတော်တဆအတွင်းတန်ရကအုံနောက်တဲ့သွေးစိတ်မှာစိုးလို့နားခိုင်းထားရတာစောက်ကြည့်နေရတာ ခုတော့မစိုးရရင်ရတော့ပါဘူးဆယ်လီဒီကြကြမနေလို့တော့ပါ၃ရက်နှင်း၃ရက်နှင်းဆေးရုံကဆင်းလာသည်လင်းအဆောင်ကိုတွား၍လင်းကိုကြည့်ရသေးသည် လင်းအချင်းတွေကောင်း၍စိတ်သက်သာသွားသည်ဆယ်လီအိမ်ရောက်တော့မှအင်းခနဲခြာနိုင်သည်ဘာပဲဖြစ်ဖြစ်အိမ်စင်မကိုယ်တိုင်အိမ်မှဆိတ်နေတော့မထနိုင်ဘူးဆိုတော့သူ့ကတင်းပေါ်မှ စီမံခန့်ခွဲနိုင်သည်ဒေါခင်တက်တင်ကလည်းလာရောက်ကူညီပါသည်တပတ်ကြာမှ နင်းဆွေအောင်ဆေးရုံပေါ်မှာဆင်းလာသည်ခေါင်းမူတာက တတော်နှင်မပြောင်းအိယာပေါ်နားခိုင်းကရေပတ်တိုက်တာကျွေးတာမွေးတာအကုန်ဆယ်လီကလှုပ်ပေးသည် ကလေးကတစ်ဖက်နှင့်ဆယ်လီတတော်ပင်ပန်းသွားသည်သွေးနှုတ်ချိန်ကိုတတိမရနိုင် သမီးအင်းတလရတော့ လင်းတော်မောင်းတည်င်းမှန်ကြားရသည်ဆဲလီသည်လင်းညဦးစေကမှ အပြန်အမီးတွေအရက်ပလင်းဖန်ကွက်တွေပြင်ပေးပြီးသူပါစပွဲမှထိုင်လိုက်သည်ဒီမြို့လေးမှာလင်းတည်င်းကပြတ်နေပြီလေဆယ်လီကစလိုက်သည်ဘာတည်င်းလဲ လင်းအမီးကို တစိစိဝါရင်ဖန်ကွက်မှ အရက်တကြိုက်မော်ရင် မေးလိုက်သည်တိုးရွာကိုဆေးကုဆင်းတဲ့ဆင်းတဲ့နဲ့ဆယ်လီအဟောက်ဟုတ်မှတ်လို့လင်းကောင်းမှရလာတဲ့ဒဏ်ရာကရွာကကောင်မလေးမောင်လေးတွေကရိုက်လိုက်လို့ရတဲ့ဒဏ်ရာကို ဆယ်လီဒီအသားတွေတဆက်ဆက်တုံကမျက်ရည်တွေကြာလာပြီသူ့တရင်ကမှန်နီဆေးကုဆင်းဒီကလည်းမှန်နီဒါပေမဲ့ဆေးကန်းပွင့်သည့်အနေနဲ့လင်းမင်းကလေးအိမ်စတဲ့ချစဉ်ကမောင်တွေကလင်းကို လူပြူဟုထင်သည်ရွာသူရွာသားများကိုဆေးကုပေး၍လေးစားကြသည် အိမ်မှာညာအိတ်ခွင်ပြူသည်ချောင်းလွတ်လာကြတော့လင်းဆွေအောင်ကမိန်းကလေးမိဘထံမိန်းကလေးကို တောင်းသည်မောင်ဖြစ်သူတွေစုံစမ်းတော့မှ လင်းဆွေအောင်မှာမိန်းမနှင့်ဟုတိလာကြသည်မိန်းမနှင့်လင်းဆွေအောင် စကားပြောနေစဉ်မိန်းကလေးနှင့်လင်းဆွေအောင်စကားပြောနေစဉ်မောင်တွေကဝိုင်းရိုက်လိုက်ကြခြင်းဖြစ်သည် ပြောလေလင်အမှန်ကိုပြောပါလင်းကဆယ်လိအမေကို မဖြေဆက်တိုက်အရက်ကိုတစ်ခွက်လုံးမောချလိုက်သည်သူ့မျက်လုံးထဲမှာဆယ်လိသည်ချက်ချလဲနေပြီဆယ်လိဘာမေးနေသည်ကိုလည်းသူမသိတိလဲဖြေလူစိတ်မစီလင်းတိတ်ခါလင်းကုံကိုလည်း ထိမ့်သိမ့်ဖို့တတိယအောင်ဘာဂုံတိတ်ခါဘာမှမရှိဘူးငါမှဘာမှမရှိဘူးလင်းသည်တတိလက်လွတ်អော်နေသည်အခန်းထဲမှာအေမီဤငိုတန်းကထွက်လာတော့လေးနှစ်ရန်ဆက်မဖြစ်နိုင်တော့ပဲသူသည်ကလေးစီယာပြေးသွားရသည် အေမိအနာမှာတာဂျီမီလက်ကလေးကင်ကာချော့နေပြီကိုငြင်ရတော့သူ့ရင်ထဲဆုတ်သွားကကလေးကိုပွေယူ၍လှက်လိုက်လဲလဲငိုမိသည်ဂျီမီသည်သူ့လက်ကိုကင်ကာမျက်နာငယ်လီနှင်းနေစာသည်ဟုတ်ကဲ့လေးစားရပါတော့ ဆရာမကြီးခင်နေညူ၏မြကြပြူဝတ္ထုစီအပိုင်း၃ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာစောင့်စားနားဆင်ပေးကြတယ်တော်လန်ကလေးကတူဦးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာမြန်မာပြည်ကြီးလည်း ကပ်ပြီးယံအပေါင်းတို့မှ အမြန်ဆုံးကင်းဝေးကြပါစေတောတာစင်အပေါင်းကုစိတ်နှပါကျမ်းမှာချမ်းသာကြပါစေ။